ကိုယ်ဆောင်နှတ်ဆိုတာတကယ်ရှိမရှိနဲ့ရှိခဲ့ရင်ခန္ဓာကိုယ်ဘယ်လိုဆောင်းလျှောက်သည်မြည်သည့်နှတ်အမျိုးတွေမှာပါဝင်သည်ဆိုသည်ကိုပြောကြပေးပါဗျာတဲ့စာထဲမှာတော့ဒီလိုရေးတာကိုယ်ဆောင်နှတ်ဆိုတာ၄တော့အတ္တကစတုထွာရဆက်အဲ့ဆက်မှာလဲကိုယ်ဆောင်နှတ်ကိစ္စလေးတွေပါတယ်ပေါ့နော်ကိုယ်ဆောင်နှတ်ဆိုတာအဲတာဟုတ်စင်မကင်းလို့ကိုယ်နဲ့အတူလာနေတာဖြစ်ပါလိမ့်မယ် ဒီလိုပဲဖြစ်မှာနော်နတ်ထဲမှာတော့သူကနတ်ဟိုစတုမရိနတ်ထဲပါမှာပေါ့ဒါရီကမမြင်ရလို့ခေါင်းကြီးတို့လည်းကိုဆောင်နာဘယ်သွားနေတုံးလို့တစ်ခါတလေအကျစဉ်းစားမိတာပေါ့နော်အဲ့တော့သူကစောင့်နေဆိုတဲ့နေရာမှာယုတ်ကစိုးတို့ဘုံမစိုးတို့အိမ်ဆောင်နတ်တို့ဘာလို့ပြောတာသူတို့ကိုတမင်ဂျူတီချထားလို့လားစောင့်တာမဟုတ်ဘူး ကိုနဲ့သူတို့နဲ့ကန်းဆောင်လို့သူကလည်းဒီနေရာမှာနေတာကိုကလည်းဒီနေရာမှာနေတာဒါလောက်ပါပဲဒီလိုပဲသဘောထားတယ်ဘုန်းကြီးတို့ကိုယ်ထဲမှာဒီပိုးမျိုး80တောင်ရှိတာပဲနော်စာပေရဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပိုးမျိုး80ရှိတယ်ဆိုတာသိတယ်အကောင်ကြီး80ပြောတာမဟုတ်ဘူးအခုကဟိုစီပိုးပြီးပိုးကြဒီတည်းများတဲ့တောင်းချီတဲ့ပိုးမျိုး80ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ဆိုတာတက်ရှိတတ္တဝါတွေခန္ဓာကိုယ်ထဲမှာရှိအဲ့တော့ဒါဟိုတမ္မမျက်စိနဲ့လည်းမမြင်ရဘူးရှိတယ်ဆိုတာဆရာဝန်တွေကပြောရင်လည်းသိရတယ်ပေါ့နော်ဒီအဲ့ဒါလို့ပဲကိုယ်နဲ့မိပြီးတော့ဆက်ဆက်ပြီးဖြစ်နေတဲ့တရားတွေဆိုတော့လောကမှာရှိမှာပဲဒါဘုန်းကြီးတို့ငယ်ငယ်တုန်းကတန်းတွေကိုမိလိုက်သေးတယ်ကိုယ်အင်းကြီးဘုံမှာတန်းတွေအများကြီးပဲ အဲခုချိန်တည်းအောင်တချို့ရက်တွေမှာတန်းတုတ်နေတာတွေ့သေးတယ်နော်ခေါင်းထဲမှာတန်းရှာတယ်ဆိုရင်တွေ့နေသေးတယ်အဲတော့ဒါတွေကကိုယ်နဲ့မကင်းမကွာကိုယ်နဲ့ဆက်ဆက်ပြီးဖြစ်နေတာတွေရတော့ရှင်းနိုင်ပါတယ်ပေါ့ရှင်းနိုင်ပါသို့တော့ तू ကကိုယ်တမင်ဆောင်းတာတော့မဟုတ်ဘူးကိုယ်ကတမင်ဆောင်းကိုယ်ကကော်ပီလေးတိုက်ပါလေးတိုက်ရင်တော့မိတ်ဆွေဖြစ်မှာပေါ့ဒါအဲ့လိုမိတ်ဆွေဖြစ်အောင်တော့လုံတဲ့တာနော်မိတ်ဆွေဖြစ်အောင်လုံတဲ့နတ်ကိုယ်ွယ်တာနဲ့ သူ့ကို copy တိုက်တာနဲ့တခြားစီပဲเนาะကိုယ်ွယ်တယ်ဆိုတာသူပြောတဲ့စကားနားထောင် သူ ခိုင်းတာလို့ဒါမှကိုယ်ွယ်တယ်လို့ခေါ်တာအဲ့တော့ကိုကမြတ်စွာဘုရားဟောတဲ့အတိုင်းပဲဒီကုသကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းသူတို့မေတ္တာလေးပဲပို့ပေးလို့ရှင်သူတို့ကသူတို့မြင်ပြီးတော့ကိုမမြင်ရတဲ့အရာကိစ္စတွေပါလေဆိုရင်သူတို့ကကိုဆောင်းရှောက်မှာပေါ့ဒီလိုအိဗယ်မျိုးပါเนาะကိုလာပြီးတော့တမင်ဆောင်းရှောက်နေတယ်ဆိုတဲ့အိဗယ်မျိုးတော့မရပါဘူး သူမသိကိုသိကိုလည်းတကားပိတ်ထွက်သူလည်းတကားပိတ်ထွက်ထွက်မှာပဲသူလည်းသူ့အိမ်နဲ့သူနေတာကိုလည်းကိုယ့်အိမ်နဲ့ကိုနေတာပဲအမတ်တမဲ့နေအမတ်တမဲ့ပဲရှိမှာပဲဒီလိုကတော့နော်အဲ့တော့အဲ့သူနဲ့ကိုနဲ့မိတ်ဆွေဖြစ်အောင်ခဏလို့မေတ္တာလေးပို့ပေးနော်ဒါမိတ်ဆွေဖြစ်လာအတေချာမိတ်ဆွေဖြစ်လာဖို့ရှိတယ်